2025ခုနှစ်မေလ26ရက်နေ့တနင်္လာနေ့မနေ့6နာရီဂျိုရိုတိုင်းတာချက်တွေနဲ့မြန်မာပြည်မော်လဝဒအခြေအနေများကိုဆက်လက်လေ့လာခံမှတင်ပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းလာနီညာတက်ရောက်မှုကြောင်းလေစီးကြောင်းပြောင်းလဲမှုတွေမြန်ဆန်နေပါတယ်။ဒို့အတွက်ကြောင့်မလို့ကျွန်တော်တို့ခံမှန်းချက်တွေကလည်းလျင်မြန်စွာပြောင်းလဲမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကနေ့အထူး ထပ်မှန်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီဘင်္ဂလားပင်လယ်ထဲမှာဆိုလို့ရှိရင်အားလုံးမင်္ဂလာမျိုးကြီး Imogen Entertainment Channel ကျူစွလိုက်ပါရဲ့ညတိဆက်ပင်ပြပန်လီယာမေလ26ရက်နေ့မုံနေတဲ့တင်းနဲ့မိုးလေဝသတဲ့တင်းတွေကိုကျူတိကမန်ထားတဲ့မိုးစလာဘလော့ကဥတီတင်းရဲ့ပြပန်လီပြပန်လီကျွန်တော်မျိုးပြတ်တက်တက်ဆက်ပြီးတော့ဖြစ်ပါတယ်ပြပန်လီကိုတိဆက်ရတဲ့ရည်ရဲ့ချက်ကတော့ကျွန်တော်ရဲ့မျိုးလေဒီကျူတိကောက်ကပြစ်စင်လို့အောင်မိုးစလာအနေနဲ့ပြန်လဲဝင်မှတ်တက်ဆက်ပြလဲခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်ပြပန်လီကိုဆက်လိုက်ရအောင် ။ ERV ကံယူတံပက် နားမှာလေးပြားနေရရောက်မှုတခုစတင် ဖြစ်ပေါ်လာတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တို့တူပဲမုတ်တုံလေးစီးချောင်းဟာတနာယူမိုင်40အထိမြင့်လာတာတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ခမန်းဆက်တွေနဲ့ချိန်ကြည့်တဲ့အခါမှာဆိုရင်နေ့လယ်7:00နာရီချိန်မှာပုံမိုးပြင်းထန်လာတဲ့ လေစီးကြောင်းဖြက်လာပြီးတော့မုတ်တုံလေဟာမြမာပြည်အောက်ပိုင်းနဲ့ဖြတ်ပြီးတော့အင်မတန်မှပူတဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုဖြတ်ပြီးတော့တိုက်ခတ်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီရောက်တဲ့အခါမှာတော့လီဗီးယားနဲ့ရာကျောင်းဟာမြမာကန်ယိုရန်ပင်လယ်ဘက်ကိုပုံမိုပြီးတော့နီးကပ်သွားနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွက်ဆလို့ရပါတယ်။29ရက်နေ့မနေ့အစောကြီးရောက်တဲ့အခါမှာတော့ ဒီလေးဖျားနဲ့ရာဝန်ဒေသလေးဟာမြမာပြည်ကံယိုတန်းရန်ကုန်တိုင်းအောက်ဖက်ကို ရောက်သွားတာကိုကျွန်တော်တို့ခမန်းတွေ့ရှိရတဲ့အတွက်ကြောင့်မလို့ဒီအနေထားမြမာပြည်အတွက်အနေရရှိလာနိုင်တဲ့အနေထားဖြစ်လာပါတယ်။၂၈ရက်နေ့နေ့လယ်၁၀နာရီမှာဆိုလို့ရှိရင်တော့မြမာပြည်အောက်ဖက်ကလေပြားနေရဒေသလေးဟာဆိုရင်ရခိုင်ကံယိုတန်းဘက်ကို ပြောင်းလဲပြီးတော့နေရာရွှေ့သွားတာကိုခမန်းတိုင်းတာရရှိရတယ်လို့ပဲမကြခင်မှာမုံတိုင်းဖြစ်လာမလားဆိုတဲ့အနေသားအထစ်ကိုကျွန်တော်တို့တောင့်ကြရမယ်နေသားရောက်လာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဟာကပင်လယ်လေစီးကြောင်းတိုက်ခတ်မှုကနေပြီးတော့အမြင့်ပေ9000လောက်မှရှိတဲ့လေစီးကြောင်းတိုက်ခတ်မှုကိုကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့တနအီမိုင်း 80တရာနှုံးနဲ့ဘင်္ဂလားပင်လယ်ကိုဗဟိုပြုပြီးတော့မြန်မာပြည်ကိုဖျက်သန်းတိုက်ခတ်တဲ့လေဆိုင်ဝဲကြီးစတင်ဖြစ်နေတာကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ဒီချက်အားဆိုလို့ရှိရင်မြန်မာပြည်အနှံ့အပြားမှာရေမြုပ်တဲ့အထိမိုးရွာနိုင်တဲ့အခြေအနေလို့ကျွန်တော်တို့ခံမှမိလို့ဖြစ်ပါတယ်28ရက်နေ့ညပဲရောက်တဲ့အခါမှာတော့လေဖျားနဲ့ရောင်းဟာမြောက်ဘက်ကို ရွှေ့ရင်လည်းစစ်တွေနာကို ရောက်သွားနိုင်တဲ့အခြေအနေကျွန်တော်တို့တွေ့ရှိရပါတယ်။လာမယ့်28ရက်နေ့မှာဆိုလို့ရှိရင်တော့လေပြားနဲ့ရောင်ဟာစစ်တွေနာကိုရောက်ပြီးတော့လေဆိုင်ဝဲဟာစစ်တွေမြို့ကိုဖျက်ပြီးတော့တိုက်ခတ်နိုင်တဲ့အနေအထားရှိနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွက်ချက်လို့ရပါတယ်။28ရက်နေ့ညနေဘက်မှာတော့ဒီလေပြားနဲ့ရောင်ဝန်ဒေသဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းမြေကိုတက်ပြီးတော့ခွဲပြောက်သွားနိုင်တဲ့အခြေအနေရှိလားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီကနေ့26ရက်နေ့နာနဲ့6နာရီဂျိုရုကတိုင်းတာချက်တွေရာဘင်္ဂလားပင်လယ်ထဲကရှိတဲ့ရင်ငွေတွေဟာတိမ်နိမ်အဖြစ်နဲ့ထူထပ်စွာစုစည်းရင်းနဲ့မြမာပြည်အောက်ဖက်နဲ့မြမာပြည်ထဲကိုဖြတ်တန်းဝင်ရောက် တွားနေတာကျွန်တော်တို့တိုင်းတာရရှိပြီးတော့အပေါ်မှာရှိတဲ့ရေငွေ့ကြောင့်မလို့ဘယ်လိုမိုးရွာနိုင်လဲဆိုတာကျွန်တော်တို့ခမန်းကြည့်တဲ့အခါမှာတော့26ရက်နေ့မှာကျွန်တော်တို့မြန်မာပြည်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်းမွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာမိုးရေကြီး3.5လမလောက်ထိရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ထို့အတူပဲ ကျွန်တော်တို့မကွေးရင်နာရောင်6မကွေးဂျားရဲရဒေသမှာလည်းမိုးရေရေ2.4တိနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပြီးတော့ဒီအဝါရောင်ပြထားတဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲသခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာနေရာကွက်ကြမိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် လာမယ့်28ရက်နေ့မှာတော့စောစောကပြောတဲ့လေဖျားနေရရက်ဝန်းနှစ်ခုကြောက်မလို့မြန်မာပြည်အောက်ဖက်ချမ်းမှာမိုးရိပ်ရင်6လမကျော်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒီဒေသတွေကတော့ပြောရရင်တော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းတစ်ခုလုံး အေအဝရီတိုင်းတစ်ခုလုံး၊ရန်ကုန်တိုင်းတစ်ခုလုံး၊ကရင်ပြည်နယ်အထက်ပိုင်းတနင်္လာရီအောက်ဖက်တစ်ခုလုံးမှာမိုးရေရင်6လောက်မှနေပါအထိနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အဲ့ဒီအနေထားတွေဟာဆိုလို့ရှိရင်တော့ရေကြီးနိုင်တဲ့မိုးလို့ကျွန်တော်တို့တတ်မှတ်လို့ရပါတယ်။ဒါကြောင့်မလို့အထူးသတိထားပြင်ဆင်ဖို့လိုပါတယ်။ လာမယ့်၂၈ရက်နေ့မှာတော့မြန်မာပြည်တိုင်းနဲ့ဒီနယ်အနှံ့အပြားမှာနေရာစိတ်စိတ်မိုးရွာပြီးတော့အဝါရောင်ဒေသတွေကတိတသမလေးလမလောက်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲရခိုင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်တစ်ခုလုံးမကွေးတိုင်းအထက်ပိုင်းကရင်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းအောက်ဖက်နယ် ရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ရနိုင်တဲ့မိုးရေချိန်ကတော့6လမအထက်ဖြစ်တဲ့အတွက်ကြောင့်မလို့ရုတ်တရက်မိုးကြီးတဲ့ဒေသတွေမှာရေကြီးခြင်းတွေဆက်လက်ကြုံတွေ့နေရတဲ့အနေအထားဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တို့ရဲ့ခမန်းချက်တွေဟာဆိုလို့ရှိရင်လာနီညာဖြစ်စဉ်ရပြောင်းလဲမှုမြန်ဆန်နေတော့ ပြောင်းလဲမှုဖြစ်တာ ਨੇ အရေးကြီးရယ်ဆိုလို့ချင်းကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြมาဖြစ်ပါတယ်ကျွန်တော်တို့လည်းအချိန်ပြည့်စောင့်ကြည့်နေပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကို MP3 နဲ့ဒေါင်းလုဒ်လုပ်ပြီးတော့အန်လေရှိတဲ့ဒေတာမှာရှိတဲ့မိတ်ဆွေများကိုပေးပို့ပြီးတော့ဒီပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်ဟဲ့ဒီတော့ကြည့်ပါဟဲ့ခေါင်းထဲမှာယူရတာကြောင်းရှင်းတယ်ဒုံမေးမှမိုးရွာနေပါတယ်ခင်ဗျာ

ဒီလောက်ပါပဲ TPU ဖိုင်လေးတွေကတော့ဒါဒီနေ့မေလ26ရက်နေ့ online တရင်နဲ့မူကြီးရေရှမ်းမဲ့နေရာဒေသတွေကိုပြပတ်တိဆက်ပေးသွားတယ်မိုးစလဘလော့ကဦးထင်းရဲ့ပြီးဖိုင်လေးဒီပိုင်းကျွန်တော်မြေပြသက်တိဆက်ပေးသွားဖြစ်ပါတယ်အခုလိုမိုးလေဝသတရင်တွေကိုအမြဲတိဆက်ပေးနေတဲ့ဒီမိုးစလဘလော့ကဦးထင်းရဲ့လေကျေးဇူးများရေးတင်ပါတယ် credit လည်းပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel နဲ့မိုးလေဝသတရင်နေနဲ့ online တရင်ငလင်းတဲ့နေ့ကိုမြဲတက်ဆက်ပြီးပါမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒီ video ဖိုင်လေးကိုလည်းနောက်ထပ်လူတွေများမြင်အောင်လို့ ဝိုင်းပြီးတော့ line and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒါမှနောက်ထပ်မိသားစုလေးကြိုတိကောက်ကပြည့်စုံလို့ရမှာပေါ့ဗျာနော်။ဟုတ်ကဲ့ပါ။ကျွန်တော် channel အားပေးကြည့်ရှုသူတယောက်ချင်းနဲ့ရေးဒီမိုင်းတင်ပါတယ်။နောက်ထပ်ပြီးမှပြန်ဆောင်ရမယ်။တဒါ